KIA ရဖြစ်ချတဲ့ငှက်ကင်ပေါ့နော်နာဇီတရားဝင်ကျွန်တော်တို့သိထားရတယ်ပေါ့နော်2021မေမှာဆိုတော့အခုလည်းမေလာပဲပေါ့နော်မာရောအဲ့မှာ MI 35အာရုရှားထုတ်ထိုက်ခဲ့ရဟန်းရင်တေပို့ဆောင်ရေးမဟုတ်ဘူးပို့ပြီးတော့တံမိုးကြီးတယ်အဲ့ရဟန်းရင်ပြစ်ချနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့24မှာဆိုတော့ဝိုင်းမော်မှာဇန်နဝါရီလမှာ MI 17ပဲအော်2024ဇန်နဝါရီလထဲမှာပဲတစ်ခါထပ်ပြီးတော့ FTC 2000G တရုတ်ထုတ်တရုတ်ထုတ်အဲ့ဒါကိုပြစ်ချနိုင်ခဲ့တယ်အဲ့ဒါတိုက်ခိုက်ရေးချက်လေးမြန်2025အခုမေလမှာတော့ငှက်နှစ်ကောင်ကြာတာပေါ့နော်အဲ့မှာစိတ်ဝင်စားဖို့ကောင်းတာပါလဲဆိုတော့ခုနကကိုကျော်ကမန်ရှင်လုတ်သွားသလိုပဲတခြားနယ်တွေပြစ်တယ်ကရင်နီနယ်မှာလည်းပြစ်ချနိုင်ခဲ့တာရှိတယ်ကရင်နယ်မှာလည်းတစည်းရှိတယ်ကရင်နီပြည်နယ်မှာတော့ GH တိုက်ခိုက်ရေးအပေါ်စားပေါ့နော်အဲ့ဒါတရုတ်ထုတ်ဖြစ်တယ် ီ MNG တွေတဲ့ဆိုင် KA ကိုပို့သုံးလာတာမျိုးတွေနောက်ပိုင်းမှာပို့တွေ့ရတယ်ပေါ့ဆိုတော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့အဲ့ဒီလေမြန်တွေကပြည်သူတွေရဲ့ခွန်ပန်းနာငွေနဲ့ဝယ်ထားတဲ့လေရင်တွေဖြစ်တယ်ရဟန်းရင်တွေဖြစ်တယ်အဲ့ဒါတွေနဲ့ပဲပြည်သူပြန်ပြီးတော့ပတ်နေတယ်ထိုက်ခိုက်နေတယ်အနံပါတ်3ချက်ကတော့အဲ့လက်နက်တွေကိုပေးနေတာကရုရှားနဲ့တရုတ်ဖြစ်တယ်အဲ့တော့ပြန်ပြီးတော့အဲ့ဒါအဓိပ္ပာယ်ပေါ်ကြည့်မယ်ဆိုရင်တော့တရုတ်နဲ့ရုရှားရဲ့ထောက်ခံမှုနဲ့အတူ လူသက်တာကိုကျွလို့နေတာကတော့စစ်ကောင်စီလို့ပြောလို့ရတယ်အဲ့လိုကျွန်တော်တို့အတိတ်ပဲပေါ်လို့ရမယ်လို့ကျွန်တော်ထင်တယ်